ကင်မျိုးသားတော်လှန်ရေးလှုပ်ရှားမှုဟာကင်လူမျိုးတွေရဲ့ရည်မှန်းချက်နဲ့အိမ်မက်ဖြစ်တဲ့ကော်တူးလေနိုင်ငံထူထောင်ခြင်းဖြစ်တယ်လို့ကင်မျိုးသားအစည်းအရုံး KNU ဥက္ကဋ္ဌပထိုစောကွယ်ထူဝင်းကပြောပါရယ်ကင်မျိုးသားများကော်တူးလေအစိုးရဖွဲ့စည်းခြင်းနဲ့ကော်တူးလေနေဖြစ်ပေါ်လာခဲ့ခြင်း86နှစ်ပြည့်ကိုပေးဖို့တဲ့မိန့်ခွန်းမှာထည့်သွင်းပြောဆိုခဲ့တာပါကော်တူးလေနေဟာ2025ခုနှစ်ဇွန်လ14ရက်နေ့မှာ86နှစ်တိုင်ခဲ့တာဖြစ်ပါရယ်လက်ရှိအချိန်ဟာတော်လှန်ရေးကာလဖြစ်ပြီး မဟာလူမျိုးကြီးဝါဒနဲ့အာဏာရှင်စနစ်ကျင့်သုံးကပြည်တွင်းပဋိပက္ခတွေဖန်တီးနေသူတွေကိုအပြီးတိုင်တိုက်ဖြတ်ရေးဟာကရင်လူမျိုးတွေရဲ့တာဝန်ဖြစ်တယ်လို့ KNU ဥက္ကဋ္ဌကပြောပါတယ်။ဒါအပြင်ကော်သူးလေကိုအတူတကွထူထောင်နေတဲ့အချိန်ထဲမှာပဲကရင်လူမျိုးတွေနဲ့ပြည်သူလူထုအလုံးအတူတကွငြိမ်းချမ်းကောင်းမွန်စွာနေထိုင်ခြင်းကိုအာမခံတဲ့ Federal Democracy ပြည်ထောင်စုတည်ထောင်ခြင်းကိုလည်းအတူတကွကြိုးပမ်းသွားရမှာဖြစ်တယ်လို့ထည့်သွင်းပြောဆိုထားပါတယ်။အာဏာသိမ်းမှုဖြစ်ပြီးတဲ့နောက်မှာလည်းပဲ ျွန်တော်တို့ရဲ့ခရိုင်ခုနှစ်ခရိုင်ကိုအခြေခံထားတဲ့အုပ်ချုပ်ရေးလုပ်ငန်းတွေစနစ်တကျလည်းပတ်နိုင်မှုတွေစစ်ကောင်စီဘက်ကအုပ်ချုပ်ရေးလုပ်ငန်းစဉ်အားလုံးကရိမ့်ရိုင်ပြီးတော့ပြိုလဲနေကြတာကိုလည်းကျွန်တော်တို့တွေ့မြင်ရမှာဖြစ်တယ်။တစ်ဖက်ကလည်းပဲကျွန်တော်တို့ရဲ့ KNU ကမျိုးသားအစည်းအရုံးရဲ့အုပ်ချုပ်ရေးလုပ်ငန်းစဉ်ကိုကျွန်တော်တို့ဆက်လက်လက်ပတ်တယ်။ဆိုလိုတာကဒီလိုမျိုးကာလမှာအုပ်ချုပ်ရေးလုပ်ငန်းစဉ်တွေကောင်းမွန်မလဲပတ်နိုင်တော့တဲ့အပေါ်မှာ ပြည်သူလူထုတွေအများကြီးဒုက္ခရောက်ခဲ့ကြတယ်အဲခေါင်းဆောင်မှုပြဿနာလည်းဖြစ်ပေါ်ခဲ့ရတာကိုကျွန်တော်တို့တွေ့မြင်ရမှာဖြစ်တယ်။ဒါကြောင့်မို့လို့ယနေ့လက်ရှိအခြေအနေဒီလိုအခြေအနေမျိုးမှာကျွန်တော်တို့လိုချင်တဲ့ကိုယ့်ရဲ့ကံကြမ္မာကိုဖန်တီးနိုင်မှုအတွက်ကိုကျွန်တော်တို့အဲစဉ်းစားလာရခြင်းဖြစ်တယ်။ကိုယ့်ဘာသာကိုအောက်ခြေကနေတိဆောက်ပြီးတော့မှပဲဒီပြည်အောင်စု စနစ်သို့မဟုတ် federal system တခုကိုကျွန်တော်တို့အာမိမိဘာသာမိမိအောက်ခြေကနေဒီဆောက်ပြီးအကောင့်တွေပေါ်သွားမှုကျွန်တော်တို့စဉ်းစားလာတဲ့သဘောဖြစ်ပါတယ်။ကော်တူးလေးပြည်အတွက်ကော်တူးလေးအစိုးရကိုဖွဲ့စည်းသွားမှာဖြစ်ပြီးတော့ဝန်ကြီးဌာနခုနှစ်ခုလောက်အ ਨੇ ဆုံးပါဝင်မှာဖြစ်လို့ဝန်ကြီးဌာနတွေအတွက်လိုအပ်တဲ့လုံထုံးလုံနည်းရေးဆွဲပြင်ဆင်မှုတွေလုပ်ဆောင်နေတယ်လို့သိရပါတယ်။ KNU အနေနဲ့ကော်တူးလေးပြည်ထူထောင်ဖို့အတွက်ပြင်ဆင်ဆောင်ရွက်နေပြီး2025ဒါမှမဟုတ်2026ခုနှစ်အတွင်းမှာဖြစ်နိုင်ခြေရှိတယ်လို့ ပြောရေးဆိုခွင့်ရှိသူဘရိုဆော့တော်နီကကော်ဒူလီဖက်ဒရယ်ယူနစ်အကြောင်းပြောကြားချက်ရုပ်သံမှာလည်းပြောထားပါဗျ။ဘယ်အချိန်မှာထုတ်ပြန်ကြေညာမလဲကော်ဒူလီဆိုရောဘယ်တော့တိဆောက်မယ်ဆိုတော့တိဆောက်ဖို့လုံးဝဆိုင်းပြင်းနေတာဆိုတာမှန်တယ်ဒါကလုပ်ငန်းစဉ်ထဲမှာပဲရှိတယ်ဒါပေမဲ့အဲ့ဒီလုပ်ငန်းစဉ်ရှင်းဆက်ရအောင်တော့အထက်မှာပြည်စည်းလို့ပြောလို့ရတယ်ဆိုပေမဲ့လို့တကယ်တမ်းနေ့ရက်အတိအကျပြောလာတဲ့အခါမှာကျွန်တော်တို့ပြောရတယ်တော့ခက်ပါသေးတယ်2025ထဲမှာဖြစ်လဲဖြစ်နိုင်တယ်ဒါမှမဟုတ် 2026ခုပိုင်းလည်းဖြစ်ဖြစ်လည်းဖြစ်နေတယ်။ဒါပေမဲ့တခုတည်ချပြောနေတာတော့ကော်ပိုရိတ်အစိုးရအနေပြီးတော့ကျွန်တော်တို့ပြည်ထောင်စုထဲမှာအဖွဲ့ဝင်တခုအနေနဲ့ကျွန်တော်တို့ပေါ်ဆောင်ရမယ့်ပြည်ထောင်စုကြီးထဲမှာတော့ကျွန်တော်တို့ပါမတည်ကြတယ်။ကျွန်တော်တို့ကအော်အဖွဲ့ဝင်တခုအနေနဲ့ကော်တူးလေးပြီဆိုပြီးတော့ကော်တူးလေးအစိုးရတရအနေနဲ့တည်ကြတာတော့ကျွန်တော်တို့ထုတ်ပြန်ချင်မှာတော့တည်တည်ကြပဲဒါကလာမယ်မဝေးအနာကမှာကျွန်တော်တို့တကယ်ကိုအော်လော့ဆောင်တော့မှာဖြစ်တယ်အဲ့လိုအသိပေးပြရစီကော်တူးလေးအစိုးရအဖွဲ့မှာ KNU ဘိုကကိုယ်စားလှယ်တွေအခြားလူမျိုးစုကိုယ်စားလှယ်တွေ လူငယ်နဲ့မျိုးသမီးကိုယ်စားလှယ်တွေနဲ့ကော်တူးလီနေမီတဲ့ပါဝင်တဲ့2020အနိုင်ရကိုယ်စားလှယ်တွေပါဝင်မှာဖြစ်ပါတယ်။နေမီပိုင်းခြားသတ်မှတ်မှုနဲ့ပတ်သက်လို့ KNU ကခရိုင်ခုနှစ်ခုသတ်မှတ်ထားပြီးဖြစ်ပေမဲ့တရားသေးစုကင်ထားတာမရှိဘူးလို့ပရိုဆော့တော်နီကဆိုပါတယ်။ KNU ကသတ်မှတ်ထားတဲ့ခရိုင်ခုနှစ်ခုမှာကရင်ပြည်နယ်အပြင်မွန်ပြည်နယ်တနင်္လာရီတိုင်းပဲခူးတိုင်းအေရဝီတိုင်းတို့ကနေမီတွေလည်းပါဝင်တယ်လို့ဆိုပါတယ်။ဒီနေမြေတွေမှာအခြားလူမျိုးစုတွေလည်းရှိနေလို့နေမြေပိုင်ဆိုင်မှုပြဿနာတွေဖြစ်လာနိုင်မလားဆိုပြီးဘေးကွန်းထုတ်မှုတွေလည်းရှိပါတယ် ကော်တူလေပြည်ကအတီးချမဟုတ်ပဲအခြားဖက်ဒရယ်ယူနစ်တွေနဲ့လည်းချိတ်ဆက်ဆောင်ရွက်သွားမယ့်အစီအစဉ်ရှိတယ်လို့ KNU တာဝန်ရှိသူတွေကဆိုထားပါဗျ။အဲကျွန်တော်တို့အနေနဲ့တီးချရက်တည်သွားမယ့်သဘောထားတော့မဟုတ်ပါဘူး။အဲကျွန်တော်တို့ရဲ့ယူနစ်တည်ဆောက်ပြီးလို့ကြံတဲ့လူမျိုးတီးတီးတွေလည်းပဲသူတို့ရဲ့ယူနစ်ကိုသူတို့တည်ဆောက်မယ်။သူတို့ကသူတို့ရက်တည်ကြမယ်။အဲတဘောစန္ဒာရှိတယ်ဆိုရင်ကျွန်တော်တို့ ਨੇ အဖက်ဒရယ်စနစ်တစ်ခုပြည်ထောင်စုစနစ်တစ်ခုကိုပြန်လဲ ေါင်းစည်းပြီးတော့ထူထောင်သွားဖို့ဆိုတဲ့သဘောထားကလည်းကျွန်တော်တို့ပြောဆိုထားပြီးသားလည်းဖြစ်ပါတယ်ပူပေါင်းမဲ့လူမရှိရင်တော့လည်းဒါကကျွန်တော်တို့သွားရမယ့်အခြေအနေကိုကိုယ်ကျမကိုဖန်တီးရမယ့်အခြေအနေကိုကိုယ်ကကိုဆက်လက်သွားဖို့ပဲရှိပါတယ်လို့တော့ပြောချင်ပါတယ်လက်ရှိမှာတော့ KNU တက်မှတ်ထားတဲ့ကော်တူးလီအစိုးရဖွဲ့စည်းပုံနဲ့ပတ်သက်ပြီးနိုင်ငံတွင်းမှာရှိနေတဲ့ပြည်သူတွေကြားမှာကော်တူးလီရဲ့အုပ်ချုပ်ရေးစနစ်နဲ့ပတ်သက်လို့ရှင်းလင်းပြောပြမှုတွေရှိနေတယ်လို့ KNU နဲ့နှီးဆက်သူတူဦးကဆိုပါတယ် ော်သူလေပြည်အတွက်နေမီပိုင်ဆိုင်မှုအုပ်ချုပ်မှုပြဿနာဖြင့်ကရင်ပြည်နယ်အတွင်းမှာအခြားကရင်တိုင်းဒေသလက်နက်ကိုင်အဖွဲ့တွေဖြစ်တဲ့ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် DKPA တိုးတက်သောဗုဒ္ဓဘာသာကရင်အမျိုးသားတပ်မတော် DKPA ကရင်မျိုးသားများကာကွယ်ရေးအဖွဲ့ KNDO ကရင်ငြိမ်းချမ်းရေးကောင်စီ KNU KNLPC ကရင်နေသားဆောင်တပ် BGF တို့ရှိနေလို့ကော်သူလေပြည်တိဆောက်ရေးမှာဒီအဖွဲ့တွေအနေနဲ့ဘလို့ရှိနေမလဲဆိုတဲ့မေးခွန်းတွေလည်းရှိနေတာဖြစ်ပါတယ် အဲကျွန်တော်တို့ဆက်အနာရှင်ချုပ်ညွင်ရေးကိုလည်းဟိုပြည်ပဘဝဆောင်ရွက်နိုင်ခဲ့မယ်ဆိုရင်ဒီကျွန်တော်တို့ရဲ့ကရင်လက်နက်ကင်ဖွဲ့စည်းတွေကတော့ကျွန်တော်တို့ရဲ့ကရင်မျိုးသားချင်းချင်းဖြစ်တဲ့ပုံမှာကျွန်တော်တို့ညှိနှိုင်းဆောင်ရွက်တာအခက်အခဲတော့မရှိဘူးလို့ပဲကျွန်တော်တို့အနေနဲ့ပြောချင်ပါတယ်